ဆက်ထားပါရခင်ဗျာစရိုင်းလေးမိုရမျိုးမင်းတော်စေကန်းကနေချင်းတွင်းမြေကြောင်အတိုင်းဆုံလာတဲ့စစ်သမော်လေးစီးနဲ့တွဲတွန်းဆက်တစီတို့ကို အော်တိုဘတ်၁၀ရက်နေ့ကဝန်ရမျိုးနဲ့ချင်းတွင်းမြေကြောင်တနေရာမှာလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ချင်းတွင်းဖိုက်တာဘရူးစီကတီးရပါတယ် ကြောက်စိကျင်းညီကြောင်မီသွေးနဲ့စီရီတင်လာတဲ့အဆိုပါစစ်တမော်လေးစီနဲ့တွဲတွန်းဆက်တစည်းကိုမနက်ရှင်းနိုင်ခွဲလောက်မှာလက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တာလို့ဆိုပါရယ်အပြန်အလှန်တိုက်ခိုက်ချိန်9မိနစ်ခန့်ကြာမြင့်ခဲ့ပြီးစစ်တမော်တွေကိုထိမှန်ခဲ့တာတိစုံတိခိုက်မှုကိုတော့မသိရဘူးလို့ချင်းနစ်ဖိုက်တာဂရုရဲ့တာဝန်ခံကုန်းကခကပြောပါရယ်ကြောင်မီးသွေးရလို့တော့မဟုတ်လို့ဒီကစီလောင်ကံပုံစံမျိုးရောပါလေဗျအဲ့လိုမျိုးတော်သေးရောပေါ့ကြီးနေရောပိခတ်တိုက်ခိုက်ခြင်းက9မိနစ်လောက်ကျော်ရှိမှာဗျ ဟိုလက်နဲ့ကြီးလက်နဲ့ငယ်နဲ့ပြန်လည်ပြည့်ခဲ့တယ်ဗျာအဲဝင်းဟင်ကလည်းပါရမောရာဆက်တက်နေဒီတစ်ခါအဲလိုက်ကြည့်ရဗျအဓိကဒီဆုံးတော့မသိရတယ်ဗျဆက်လက်ဆောင်နေနေရရှိရဗျသိကြတော့မသိရဘူးဗျမော်တော်တော့ထိရသေးချာရတိုက်ခတ်ချက်အတွင်းစစ်ကောင်မချင်တပ်ကပါရမောတာလာပေမဲ့ပြစ်ခတ်သွားခြင်းတော့မရှိဘူးလို့လည်းသူကဆိုပါတယ်ဒီတိုက်ခတ်မှုကိုချင်းတွင်းဖိုက်တာဂရုနဲ့ ် Brave Army တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။အခုလက်ရှိမှာတော့ကြောက်စင်းကျင်းညီကြောက်မီသွေးနဲ့စီရီတင်တာတဲ့စစ်သမော်လေးစီးနဲ့တွဲတွန်းဆက်တဲ့စီးဟာချင်းတွင်းမြကြောင်းအတိုင်းမခွေးဘက်ကိုဆက်လက်ထွက်ခွာသွားတယ်လို့သိရပါတယ်။နောက်နေပြီနော်။